အင်ပြင်ထတယ်ဘလို့အစာတောက်တွေကိုရှောင်ရမလဲအင်ပြင်ထတယ်ဆိုတာကကိုယ်ထဲမှာဟစ်စတမင်းဆိုတဲ့ဓာတ်တွေထွက်နေတာအဲ့တော့ဟစ်စတမင်းတွေများတယ်လေအင်ပြင်ရထလေနေပဲဒါကြောင့်ဟစ်စတမင်းတွေများတဲ့ဟစ်စတမင်းတွေကိုထွက်စေတဲ့အစာတောက်တွေကိုရှောင်ပေးရမှာပါအဲ့တော့ဘာတွေလဲကြည့်ကြည့်အောင် တော့ဘာတွေပါလဲဆိုတော့အချင်းဖောက်ထားသောတူလောင်နာသောအရက်နှင့်အရက်ပါသောပစ္စည်းများအရက်တွေပါမယ်အရက်ပါမယ်ဝိုင်ပါမယ်ဘီယာပါမယ်ပြီးတော့လို့ရှိရင် cheese တွေပါတယ်တက်တန်းရည်နဲ့ cheese တွေအချင်းဖောက်ထားတဲ့အစားအစာတွေဖြစ်တဲ့ပဲငံ့ပြားရည်တို့ရှာလကရည်တို့ပါမယ်နောက်ပါလေးပါသေးလဲဆိုတော့အသားနဲ့ပင်လယ်စားတယ် အသားနဲ့ပင်လဲစာတွေပါတယ်လက်ဆက်မှုနဲ့ပါတာဒါမှမဟုတ်ပြုပြင်ထားတဲ့အသားတွေငါးတွေထဲမှာဆိုလို့ရှိရင်ဟစ်စတမင်းတွေအများကြီးပါတယ်ပြုပြင်ထားတဲ့ဟာဆိုတာကအအသားအစစ်မဟုတ်ဘဲနဲ့ဒီဝက်ပေါင်ကြောက်တို့လိုမျိုးဝက်ဥကြောင်တို့လိုမျိုးအအခုစားနေကြတဲ့ဒီပင်လဲစာအတုလိုဟာမျိုးဒါမျိုးတွေဆိုလို့ရှိရင်အင်မြင်ကိုပို့ပြီးတော့ထားစေတယ်အင်မြင်ထားတတ်တဲ့လူတွေဆိုလို့ရှိရင်ရှောင်ရှားတဲ့နယ်ထဲမှာပါတယ် ငါးနဲ့ပတ်သက်လို့ရှိရင်တော့စီတော့အဲ ငါတက်တာငါတက်တာစီတော့ငါးတွေရှောင်ရမယ်စားနဲ့ထားတဲ့ငါးတွေငါချောက်လို့ဟာမျိုးတူနာငါးတွေဒါမျိုးတွေရှောင်ပေးရမယ်ပင်လယ်စာကတော့ပစွန်နဲ့ကမာတွေကနန်းတွေအအခွန်မာတဲ့ပင်လယ်စာတွေဒါတွေအကုန်ရှောင်ပေးရမယ်အသီးရွက်တွေထဲမှာလည်းသူတချို့သီးနှံတွေကဟစ်စတမင်းပါတာတွေများတယ်ဒါမှမဟုတ်ဟစ်စတမင်းထုတ်လွှတ်မှုတွေများတဲ့အတွက်ကြောင့်ရှောင်ရှားသင့်ပါတယ်အင်းဒီဟင်ရွက်တွေထဲမှာဆိုလို့ရှိရင်တော့ခရမ်းကျင်သီးခရမ်းကျင်သီးနဲ့ပြုလုပ်ထားတဲ့ဒီ sauce တွေအချင်ရည်တွေဟင်းနု လွယ်ခရမ်းသည်အဲတက်သီးတွေထဲမှာဆိုလို့ရှိရင်စတော်ဘယ်ရီပါတယ်နည်းနည်းသီးပါတယ်ငပြိုးသည်လိမ္ော်သည်အဲမြေပဲနဲ့အခုတခြားအခွန်မှသီးတွေအဲ့တော့အသီးတွေပြီးသွားရင်တခြားပစ္စည်းတွေကပါပါသေးတယ်ဆိုတော့ကဖိန်းဓာတ်တွေအဲဟင်းခတ်အမွေးကြိုင်နေဒါပေမဲ့အခုပြောသွားတဲ့ဟာတွေအားလုံးကအင်ပြင်ဖြစ်တဲ့သူတွေအကုန်လုံးရှောင်ရမှာတွေမဟုတ်ဘူးတယောက်နဲ့တယောက်ကွဲပြားမှုတွေရှိသေးတယ်အဲ့မှာတယောက်ကမြေပဲနဲ့မတည့်ဘူးတယောက်ကပစုံနဲ့မတည့်ဘူးစသဖြင့်ပေါ့နော်အဲ့တော့ ကိုနဲ့မတဲ့တာကိုစရင်လောက်တာစရင်လောက်တာမှသာကိုပဲပါနဲ့မတဲ့ပွဲမလဲသိနိုင်ပြီးတော့ရှောင်ရှားနိုင်မှာ ဖြစ်တယ်အခုပြောပြသွားတဲ့စရင်ကတော့အကြံမြင့်ရှောင်ရှားရမယ်အစားတောက်တွေဖြစ်ပါတယ်